လွန်ခဲ့သော15နှစ်ခန့်ကဖြစ်ပါတယ် ရုပ်ပြစာအုပ်တွေရေးနေရစဉ်အချိန်ကဆိုရင်မှန်ပါလိမ့်မယ်။ယခုအချိန်ရုပ်ပြစာပေတွေခင်မကောင်းတော့တာကြောင့်ရုပ်ပြရေးခဲ့တဲ့ပကြီးစရာတော်တော်များများအခြားလုပ်ငန်းစီးပွားရေးလိုင်းတွေကိုပြောင်းကုန်ကြပြီဖြစ်ပါတယ်။အဲဒီအချိန်ရုပ်ပြစာအုပ်တွေရေးနေစဉ်တန်လင်မျိုးကိုကိစ္စတစ်ခုနဲ့တွားခဲ့တဲ့အချိန်ကားမတ်တိုင်မှာမြင်းလဲစရာနှစ်ယောက်ပြောပြတဲ့အဖြစ်အပျက်ကိုပြန်ပြောင်းသတိရတာနဲ့ဤเจ้าရအဖြစ်အပျက်ကိုပြန်လဲရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ကျွန်တော်ကတန်လင်မှာရှိတဲ့မိတ်ဆွေတယောက်စီကိုအလုပ်ကိစ္စတစ်ခုနဲ့လာရင်းနဲ့ရန်ကုန်ကိုပြန်မို့တွေ့ကားမတ်တိုင်ရှိရာကိုလမ်းလျှောက်လာခဲ့လိုက်ပါတယ်။မတ်တိုင်ရောက်ရင်10မိနစ်ခန့်ရှောက်ရပါတယ်။မတ်တိုင် ားကိုရောက်တော့တန်လင် GTC မှာဂိတ်ထိုးထားတဲ့ပါရမီကားကြီးဟာမတ်တိုင်ကနေထွက်သွားတာကိုတွေ့လျက်ပါတယ်မတ်တိုင်ကိုရောက်တော့ဘတ်စကားတစ်စီးကထိုးဆိုင်လာခဲ့ပါတယ်အဲဒီချိန်မှာပဲကမ်းမတ်တိုင်မှာစောင့်နေတဲ့ရှိသမျှလူတွေအကုန်လုံးကအဲဒီကားပေါ်တက်သွားတာကြောင့်ကျွန်တော်တယောက်တည်းမတ်တိုင်မှာကြံနေခဲ့ရပါတယ်နေရဘူးအရေးကမရှိတဲ့အတွက်မတ်တိုင်နဲ့ဝေးတဲ့ဗန္နာပင်အောက်မှာတွားရက်ပြီးတော့အရေးခုန်နေလိုက်ပါတယ်အရေးပင်အောက်မှာတော့မြင်းလဲမောင်းတဲ့လူနေရောက်ကမြင်းတွေကိုအနာပေးရင်နဲ့စစ်တူရင်ကစားနေကြပါတယ်ကျွန်တော်နေရေးခုတဲ့တပင်အောက်မလို့သူတို့ကစားနေတာကိုစိတ်ဝင်စားပြီးကြည့်နေစင်ပါပဲထိုဝိုင်းရှိရာကိုမြင်းလဲတစည်း းပေါ်ကမြင်းလဲဆရာတယောက်ထပ်ပြီးတော့ဆင်းလာခဲ့ပါတယ်။အဲဒီလူနီးရောက်တာနဲ့ကစားဝိုင်းပြတ်သွားခဲ့ပါတယ်။လာဝင်း မင်းမိမဘိုက်နာနေလို့စေုံအမြန်သွားရမယ်ကွာအမြန်လိုက်ခဲ့ဖို့မင်းမိကငါ့ကိုမှားလိုက်တယ်ဟာပွဲကောင်းတဲ့နေ့ကြမှာကွာမိမဘိုက်နာသည်ထိုမြတ်သာပြောဆိုပြီးတော့မြင်းလက်ကိတ်မဟုတ်ပင်မလဲအရေးကောင်းတဲ့တစ်ပင်နဲ့ဘောလုံးကွင်းလိုပြောင်ရှင်းနေတဲ့မြေပြင်ခြေနေတို့ကြောင့်မြင်းလက်သုံးလေးစီနေ့စဉ်အနားပေးတဲ့နေရာလိုဖြစ်နေပါတယ်မြင်းလက်လာငါးသူတွေရှိလင်းလဲလိုက်ရပါတယ်အနားယူပြီးအားရကမှဂိတ်ကိုသွားပြီးတော့ဂိတ်ထိုးကြပါတယ်လာဝင်းဆိုသူမြင်းလက်ပေါ်တက်ပြီးတော့ထွက်သွားတာနဲ့ပဲကြံခဲ့တဲ့မြင်းလက်သမားတစ်ယောက်ကသူ့ရဲ့အနီးကိုရောက်လာတဲ့နောက်ထပ်မြင်းလက်သမားတစ်ယောက်ကိုစကားဆလိုက်ပါတယ်လက်ထိုင်မောင်းကစ္စနာရဲ့ မနေ့ကညနေပိုင်းမင်းမြင်းလဲကိုတရေတွေငားစီလို့ဆိုဟာဟုတ်ပါကိုရမနေ့ကမဟုတ်ဘူးဗျတနေ့ကတနေ့ကည9နာရီမထိုးခင်လေးမှာကျွန်တော်ခရီးတဲ့နေရောက်တွတ်ပို့ပြီးတော့အပြန်ခရမ်းသုံးကလမ်းခွဲအလွန်လေးရောက်မှာလင်မယားနှစ်ယောက်ကလေးမလေးတယောက်လမ်းမေးမှာရက်ပြီးတော့မင်းလဲကိုတားရတာဗျကျွန်တော်လည်းခရီးတဲ့ရပြီဆိုပြီးတော့ဝမ်းသာစိတ်နဲ့ပျော်သွားတာပေါ့ဗျနေရွက်ကြိုက်ပြီဆိုပြီးတော့ပေါ့ဟုတ်လားဟုတ်တယ်လေဗျတန်လင်မှာမင်းလဲဆိုင်ကားလေးတလောက်ပေါ်တာနေရွက်ကြိုက်အောင်မနှဲရှာရတာဗျအခုအသွားခီးတဲ့ပို့ပြီးတော့တန်လင်ကိုအပြန် လမ်းမှာခရီးတဲ့ဂျုံလိုက်လာတော့ဝမ်းသာရတာပေါ့ဗျာကျွန်တော်ကတန်လင်းမျိုးတွေကိုပြန်တော့မှာလမ်းဂျုံနေဆိုရင်တော့လိုက်ပို့ပေးပါမယ်တခြားနေရာဆိုရင်တော့မလိုက်တော့ဘူးဗျာမြင်းလဲရလည်းပြန်အပ်ရတော့မှာမလို့လမ်းသိမ့်ပါလေဗျာကျွန်တော်တို့ကတန်လင်းစေးရုံသွားမလို့ပါဟာနောင်ကြီးခင်ဗျားကျွန်တော်မသိဘူးလား ်တိတိတယ်လို့ပဲဗျဘာမှမြင်မှုပါလေဆရာကြီးကျွန်တော်မြင်လဲရောမကြမကြစီးနေတာဗျာတန်လင်ဈေးကြီးမှာစတိုးဆိုင်ရှိရဟုတ်တယ်မလားဟာဟုတ်တယ်ဗျာတန်လင်ဈေးထဲမှာကျွန်တော်စတိုးဆိုင်ရှိရစိတ်မရှိပါနဲ့ဗျာမြင်လဲပေါင်းစုံစီးနေရဆိုတော့တည်တည်ချာချာလဲမမတ်မိဖြစ်သွားလို့ပါအိမ်မပြန်မနဲ့ဒီချင်းစီးရောဘာသွားလို့မလို့လဲဗျာဈေးကူရမယ့်ကိစ္စရှိလို့ပေါ့ဗျာအိမ်ပြန်စရာမလိုသေးဘူးဗျာ စေးယုံသာပို့ပေးပါနော်ကစ္စနာနဲ့ခရီးတဲ့ယောက်ျားတို့စကားပြောနေပေမဲ့အမျိုးသမီးက9နှစ်ရွယ်ကလေးမလေးကိုလက်ဆွဲထားပြီးတော့မျက်နှာခက်တီတီနဲ့ရှိနေပါတယ်ခရီးတဲ့ယောက်ျားကလည်းအရင်တက်ပြီးတော့ကလေးမလေးကိုဆွဲတင်လိုက်ပါတယ်အမျိုးသမီးကနောက်မှတက်လာခဲ့ပါတယ်အားလုံးအပေါ်ကိုရောက်တာနဲ့ပဲမြင်းလေးကိုမောင်းလိုက်ပါတယ်မြင်းလေးကိုမောင်းရင်းနဲ့ကစ္စနာကစကားများသူပြီးပြီးဆက်ဆုလိုက်ပါသေးတယ်နောင်ကြီးတို့စေးယုံကိစ္စရှိလို့တော့တော့ဟုတ်ပါပြီဗျာကလေးတို့တော့စေးယုံခေါ်မသွားတင်ဘူးဗျာလူနာရီလာကြည့်လို့ရှိရင်ကလေးတွေခေါ်မလာဘူးလို့ဆရာဝန်တွေပြောတာကြားဘူးတယ်ဗျာအခုတော့မခေါ်လို့မဖြစ်လို့ခေါ် သွားမှာပဲဗျမြင်းလဲကထုံးစံတိုင်းပဲမဟုတ်လားစင်းတော့ပြေးမယ်လေဗျမြင်းလဲစီးနေကြခီးတဲ့တွေကတော့ဈေးကိုမေးเสียမလို့အလုံးအသိနေကြပြီဖြစ်ပါတယ်တန်လင်သားမဟုတ်တဲ့တခြားနေရခီးတဲ့တွေလာတယ်ဆိုရင်တော့ဈေးကိုတေချာမေးဆန်းပြီးမှဂျင်းထဲမှာစီးကြပါတယ်ကစ္စနာကလည်းမြင်းလဲကကိုပြောမနေတော့ပါဘူးနောက်ဆုံးတိန်တော့မဲ့အခေါမလို့စီးနေကြဖောက်တယ်လည်းဖြစ်နေတာကြောင့်မိတ်လဲမပြတ်ချင်ပါဘူးအဲ့ဒါကြောင့်ပေးတဲ့လောက်သာယူမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ငြိမ်နေလိုက်ပါတယ်ပြီးခဲ့တဲ့9ရက်လောက်က3ခွနဲ့ရန်ကုန်သွားရလမ်းမှာကားမောက်တာမင်းကြားလိုက်သေးလားဟာကြားတာပေါ့ဗျာခီးတဲ့9ရောက်သေးပြီးတော့၄9 5 6ရောက်လောက်တန်းရရပြီးဈေးုံရောက်တယ်လို့မြင်လဲကိတ်မှာပြောနေကြတာဗျအခုဈေးုံသွားမှာကားမောက်လို့ဈေးုံရောက်နေလူနာတွေမှာအသိရှိလို့သွားမှာလားဗျဟုတ်တယ်ဗျာ အာအရေးတဲ့အပုပ်နဲ့ကြီးကလည်းနန်းဟောင်းနေရပဲကစ္စနာကရုတ်တရက်မခံမရက်နိုင်အောင်နန်နဲ့အပုပ်နဲ့ကိုနှာခေါင်းရှုံရင်းနဲ့ပြောလိုက်ပါတယ်ငါတို့မရပါဘူးကွာမင်းမဲထူးထူးဆန်းဆန်းအနက်နေရနေလမ်းမေးကခွေးတေကောင်ပုတ်ပြီးနန်တာလည်းဖြစ်ချင်းဖြစ်မှာပေါ့ဒီလောက်ပုတ်ဟောင်းနေမနန်ဘူးတဲ့စိတ်ထဲကဝေဖန်နေတော့မှပဲရုတ်တရက်အပုပ်နဲ့ပျောက်သွားခဲ့ပါတယ်မနန်တော့ပါဘူးခွေးတေကောင်ပုတ်ပဲဖြစ်မှာပါအနောက်မှာကျန်ခဲ့ပြီထင်ပါတယ်စကားဆက်မပြောဖြစ်တော့ပဲနဲ့ဆက်ပြီးတော့မောင်းလာခဲ့လိုက်ပါတယ်ဒီလိုနဲ့ပဲမြင်းလဲကလေးကစေးုံနာကိုရောက်လာခဲ့ပါတယ်အချိန်ကလည်း9နာရီကျော်ပြီးတော့လမ်းမီးတိုင်းမိတ်တုံမိတ်တုံအောက်မှာမြင်းလဲ ကဖြည်းဖြည်းမှန်မှန်သွားနေပါတယ်ရောက်တော့မယ်ပြကျွန်တော်အထဲဝင်ပေးအောင်မလားအပေါ့ဝါနာမစင်မလားကစ္စနာကခရီးတဲ့ယောက်ျားကိုမြင်းလဲမောင်းနေမေးလိုက်ပါတယ်နောက်မှကစ္စနာအမေကိုပြန်ဖြည့်တဲ့မကြားရတာကြောင့်နောက်ကိုလဲကြည့်လိုက်မိပါတယ်ဟမ် နောက်မှထိုင်နေတဲ့ခရီးသည်၃ယောက်ဟာမြင်းလဲပေါ်မှာရှိမနေတော့ပါဘူး။မြင်းလဲပေါ်ကမြေကဲ့သို့ဆင်းသွားတာကိုလည်းမသိလိုက်ရပါဘူး။ခုံကြရန်လည်းမဖြစ်နိုင်ပါဘူး။မြင်းလဲကလည်းပြေးမသွားခဲ့ပါဘူး။ဒါဒါဆိုဒီမီသားစု၃ယောက်ကလူမဟုတ်ဘဲနဲ့တက်စီတရေတွေများလား။စေးရုံဝါမှာမြင်းလဲကြီးကိုရက်လိုက်ပြီးတော့ဘာမှဆက်မလုပ်ဖြစ်ပဲနဲ့ကြောင်စီစီနဲ့ရက်နေမိတာဟာဘယ်တော့တောင်ကြာသွားတယ်မသိပါဘူး။တီ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 ဆိုပြီးတော့စေးရုံဝင်တဲ့ဝင်မဲ့ကားတစ်စီးရဲ့ဟွန်းတန်နဲ့အတိပေးမှသတိပြန်ဝင်လာတဲ့အတွက်မြင်းလဲကိုအပေါက်ဝါကနေဖယ်ပေးလိုက်ရပါတယ်။ကစ္စနားစိတ်ထဲမှာမကြည်မလည်လဲဖြစ်လာခဲ့ပါတယ်။တရေအကြောင်းစိတ်ဝင်စားမိပေမဲ့ လည်းဆေးရုံဝမှာလူဝင်လူထွက်များရှိနေတဲ့အတွက်ထိထိပြပြမဖြစ်တော့ဘဲနဲ့စိတ်တို့တည်ငြိမ်လာပါတယ်။အဲဒါကြောင့်ပဲမြင်းလဲကိုတင့်ရမှာရက်ထားလိုက်ပြီးတော့ဆေးရုံထဲကိုဝင်ခဲ့လိုက်ပါတယ်။ဆေးရုံဝင်တဲ့တယောက်ယောက်ကိုလိုက်ရှာစင်မှာတော့ဆေးရုံဝင်ပေါက်ဆောင်တဲ့ဝင်တန်းကိုတွေ့လိုက်ရတာကြောင့်မင်းမြတ်စုံစမ်းရအနားကိုသွားလိုက်ပါတယ်။ကို မသိလို့တခုလောက်မေးကြင်ပါလေဗျာကဲဆိုဗျာဘာသိကျင်တာလဲပြီးခဲ့တဲ့ရက်ပိုင်းကခရမ်းသုံးခွားဘက်သွားတဲ့ကားမောက်တဲ့ကြောင်သိကျင်လို့ပါမင်းကသူ့လိုမျိုးတွေရလားကျွန်တော်မိတ်ဆွေပါသွားတဲ့ကြားလို့ပါတေရာ9ယောက်ပါဗျာဒီတန်လင်းကမိသားစု3ယောက်တေတဲ့ထဲမှာပါသွားလားသိကျင်လို့ပါအာပါတယ်ပါတယ်ပထမယောက်ကြားအရင်တေရာဗျာမိမတန်လင်းရေနံချက်ဆက်ယုံကအရာရှိလို့လည်းပြောတာပဲသူ့ယောက်ျားဈေးကြီးထဲမှာဈေးရောက်နေတဲ့သူတို့သမီးလေးလည်းတေသွားတယ်ဩဟုတ်ဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်ဗျာ ကျွန်တော်ကမြင်းလဲမောင်းပါလေဗျာသူတို့မကြမကြမြင်းလဲစီးနေလို့မျက်မှန်းတက်မိနေရပါလွန်ခဲ့တဲ့နိုင်ဝက်တတလောက်ကသူတို့ကားမောက်တဲ့နေရာဖြစ်မယ်ဗျာမြို့ပြင်ခရမ်းသုံးကလမ်းပေါ်မှာခရီးတဲ့ပို့ပြီးပြန်လာသူတို့သုံးယောက်တားပြီးတော့မြင်းလဲကိုစီးလာတာသူတို့ကအိမ်ကိုမမောင်းခိုင်းမဲနဲ့ဆေးရုံမောင်းခိုင်းလို့သူတို့သုံးယောက်ကိုတင်ပြီးတော့မောင်းလာခဲ့မိရယ်လမ်းမှာစကားတော့ပြောလာတာပဲဗျာ ကျွန်တော်ပြောသမျှတော့ပြန်ပြောနေရပဲအဲ့တော့ကျွန်တော်ကလည်းဘာမှမသိငါမဖြစ်မိဘူးလေဗျာစေးရုံဝါကိုရောက်တော့မှ၃ရောက်စလုံးပျောက်ချင်းမလားပျောက်သွားတာဒီတော့မှလူမဟုတ်ဘဲနဲ့တရဲတစီတွေမှကျွန်တော်သိလေရတာအဲ့လူဟာတန်လင်ဈေးကြီးထဲမှာစတိုးဆိုင်ဖွင့်ထားတာဗျာဈေးလာဖွင့်တဲ့အချိန်ဈေးသိမ်းပြန်တဲ့အချိန်ဆိုကျွန်တော်မြင်လဲနဲ့မကြာခဏစီးဘူးလို့မျက်မှန်းတက်မိနေရပါစေးရုံနာမရောက်ခင်တော့မှလွန်ခဲ့တဲ့၅ရက်ကကားမောက်ပြီးလူသေးတဲ့တဲ့ရင်ကြားမိသေးလားဆိုပြီးကျွန်တော်ကမေးလိုက်သေးရဲ့ဗျာကြားတယ်လူ၅ရောက်သေးတယ်ကြားတာပဲလို့ပြောပြီးတော့ तू ကဘာစကားမှဆက်မပြောတော့ကျွန်တော်လည်းဆက်မမေးပြတော့ပါဘူးဒါဆိုမေးမ ြင်းလဲကိုတည်သွားတဲ့မိသားစုကငှားပြီးစီးလာတာပေါ့ဟုတ်လားအခုမှအကိုကြီးပြောပြလို့သိရတာဗျာစောစောကသာသူတို့တည်ပြီးတာတည်ထားလို့ရှိရင်ဘယ်တင်ခဲ့ပါမလဲဗျာတေချာတည်ရပြီဆိုတော့စိတ်ထဲရှင်းသွားပါပြီဗျာကျွန်တော်သွားလိုက်အောင်မယ်ဗျာဒါနဲ့မင်းမြင်းလဲငှားကောင်ပေးသွားသေးလားဆေးုံရောက်မှယူဆိုတာနဲ့မယူပြစ်လိုက်ပါဘူးဗျာအေးကွာတည်ရဲပေးတဲ့ပတ်စံဆိုရင်တော့အစ်စ်တော့ဖြစ်မယ်မထင်ဘူးကွာဘာပဲရရအမတ်တရတော့ရှိတာပေါ့ကွာ ကစ္စနာကလည်းသဘောကျစွာရဲရင်နဲ့စေယုံအပေါက်ဆောင်ကိုနှုတ်ဆက်ပြီးတော့မြင်းလဲရှိရာကိုပြန်လာခဲ့လိုက်ပါတယ်။မြင်းလဲစရာကိုကစ္စနာဆိုသူကသူ့ရဲ့မြင်းလဲကိုတရေစီလာတဲ့ကြောင်းကိုပြောပြနေတာကိုကျွန်တော်ဟာဘေးကနေဆုံးအောင်နားထောင်နေမိတာကြောင့်ပါရမီကားနှစ်စီးဟာထပ်ပြီးတော့ထွက်သွားခဲ့ပါပြီ။ကဲကဲငါဂိတ်သွားထုတ်တော့မယ်ကွာမင်းအောင်ကျွန်တော်ကတော့အိမ်ပြန်ရီမိုးချိုးထမင်းစားပြီးမှပဲညနေပိုင်းပြန်ထွက်လာတော့မယ်လေဗျာ။ဒီတစ်ခါတရေနဲ့ထတ်တို့မှာဟုတ်ပေဖြစ်နေအောင်မယ်နော်။နေကင်းဘက်လေးပို့ပြီးတော့အားဆိုင်ပါကွာငါကောင်ရ။ညဘက်ကနားတာပိုကောင်းတယ်။နေတိုင်းတော့လည်းအဲ့ဒီတရေကမြင်းလဲမစည်းနိုင်ပါဘူးဗျာ။ မြင်းလဲသမားနှစ်ယောက်ဟာလည်းမြင်းလဲများပေါ်တက်သွားပြီးတော့မောင်းထွက်သွားကမှကျွန်တော်ကလည်းကားမတိုင်ရှိအောင်ရှောက်လာခဲ့မိပါတယ်။တိတ်မကြခင်မှာပဲရန်ကုန်နဲ့သွားမဲ့ကားတစီထိုးဆိုင်လာတာကြောင့်အဲ့ဒီကားပေါ်တက်ပြီးတော့ကျွန်တော်ကရန်ကုန်ကိုပြန်လာခဲ့လိုက်ပါတော့တယ်။ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီ။စာရေးသူ CIA ကမင်းရေးသားထားတဲ့တန်လင်ကမြင်းလဲဆရာကြုံခဲ့ရတဲ့ပရလောကအဖြစ်အပျက်တခုဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျ။မူရင်းရေးသားသူစာရေးဆရာကိုဂါရဝပြုရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။